စစ်တင်အရာတွေထပ်မံပြည်တင်ပြီးတော့ဖလန်းတိုက်ပွဲမှာဒီတင်စစ်ကြောင်းထိုးနိုင်ဖို့တဲ့စစ်အရာတွေပြည်တင်လည်းရှိတယ်ဒါကြောင့်မလို့မကြခင်ရှိမိနဲ့ဖလန်းမျိုးကိုလည်းတက်မတော်ကနေပြီးတော့ပြန်လည်းတိုက်ခတ်ပေးပိုင်းနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်တဆက်တဲ့ဗမောတိုက်ပွဲမှာဆိုလို့ရှိရင်လည်းကရှင်ပြည်နယ်ပေါ်မှာဆိုလို့ရှိရင်လည်း KIA တွေเนาะဗမောမှာ KIA တိတ်နိုင်ဖြစ်ပြီးတော့အာဒီဒီက KIA တွေရဲ့နောက်တန်းဌာနချုပ်ဖြစ်တဲ့လိုင်းသားဆိုလို့ရှိရင်လည်းမနေ့က7ရက်နေ့မှာမက်လာ7ရက်နေ့မှာ KIA တိုင်းစားဌာနချုပ်တမဟာငါဘူးတမတော်ကနေပြီးတော့အသေးခံဘုံနေနဲ့ပြစ်ခတ်ရှင်းလေးပြီးတော့တိုက်ခတ်ခဲ့တာရှိပါတယ်ဆိုတော့ကျမတို့ကဖလန်းတဲ့တောင်ခမ်းမှာတော့အောင်ပွဲသတင်းတွေကြားရပြီးအန်းကရခိုင်ပြည်အန်းကအောင်ပွဲသတင်းများလည်းကျမတို့ကြားချင်းသေးပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပတတင်းချိုင်းဖြစ်သွားပြီလို့မပူတူပြောပြလာတဲ့ရုပ်တံနဲ့အတူစစ်အာဏာသိမ်းမှုအဆုံးသတ်မဲ့ထိုးစစ်ဆင်နွှဲမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမဟာမိတ်တော်လမ်းရေးတပ်ဖွဲ့တွေအားလုံးနဲ့လက်တွေ့ပြီးအထွေထွေထိုးစစ်တရက်ကိုတနိုင်ငံလုံးအတိုင်းအတာဆင်နွှဲပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကာကွယ်ရေးဝန်ကြီး ဦးရီမွန်ကပြောလိုက်ပါတယ်မလ၈ရက်ကကျင်းပခဲ့တဲ့အပတ်စဉ်တတမှုတင်တန်းဆင်းပွဲကိုပြပိုးတဲ့တဝန်တော်မှထဲသွင်းပြောဆိုခဲ့တာပါတော်လန်ရေးအစိုးပိုင်းကာလမှာတစ်ဖက်ကတိဆောက်တယ်လို့တစ်ဖက်ကတနိုင်ငံလုံးမှာစီရေးလှုပ်ရှားမှုတွေအတွက်ပထမအဆင့်ကြိုးပမ်းခဲ့ရတယ်လို့လည်းဆိုပါတယ် ဒုတိယအဆင့်အနေနဲ့အင်အားစုစည်းတာမဟာဗျူဟာထိုးစစ်ဆင်ရင်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံယူနိုင်ခဲ့တယ်လို့လည်းထည့်သွင်းပြောထားပါဗျ။လက်နက်ကင်တွေဥတော်လန်ရေးအင်အားစု အလုံးကိုအလံတော်တစ်ခုအောက်မှာစုစည်းပြီးပြည်သူတော်လန်ရေးတရက်ဆင်နွှဲရေးနဲ့စနစ်ပြောင်းရေးကိုဥတည်တဲ့တော်လန်ရေးဖြစ်တာကြောင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့ညော်ညီတဲ့ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တည်ထောင်မှုရှေ့ပြေးအမှုတွေဖြစ်စေရေးကိုရည်ရွယ်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုတည်ထောင်ခဲ့တာလို့လည်းဆိုပါရယ်ဒီတပ်မှုတင်နန်းကို UNG ကာကွယ်ရေးဝန်ကြီးဌာနကကျင်းပခဲ့တာဖြစ်ပြီးစကိုင်းမကွေးမန္တလေးတိုင်းတွေကတင်နန်းသား115ဦးတက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ထားပါရယ်မင်္ဂလာပါကျွန်မမဟုတ်သူမာပြောပါရှင်ဒီနေ့2023ခုနှစ်မတ်လ23ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျွန်မကတက်မတော်ရဲ့အောင်ပွဲကျင်းနေနေတဲ့အတူ ဗဒတ်အင်းအရင်စကိုင်းတိုင်းဆိုတဲ့အကြောင်းကိုပြောပါမယ်။လက်ရှိကျွန်တော်တို့လာကအင်းဆောင်တွေ့ရသည်နိုင်ငံတော်ကလက်နက်ကပုံကန်နေတဲ့ချက်ဖက်သမားတွေကိုနိုင်ငံအနေနဲ့စစ်မျက်နှာဖွင့်ထားတဲ့အခဲကမှာတောင်ခမ်းစစ်မျက်နှာကြီးကျွန်တော်တို့တပ်မတော်ရဲ့သမိုင်းဝင်တိုက်ပွဲတစ်ခုဖြစ်ပါတယ်။လက်ရှိမှာတောင်ခမ်းမှာနိုင်ငံတော်ဝင်ကိုထမ်းဆောင်နေတဲ့ဇာနီမောင်ပေါ့ဒီစစ်သားကြီးကျွန်တော်တို့ကြီးတမဆက်တဲ့ပေါ့နော်။အဲတမဆက်တီရန်ကုန်အင်တိုင်းတဲ့သူနေပြီးတော့တရင်ခြေမြန်တရင်ပေါ့ခြေမြန်တရင်ကြီးကျွန်တော်တို့ အောင်ပွဲနဲ့တူနောက်တန်းပြောင်းဝင်နိုင်ခဲ့ပြီဖြစ်တယ်။တစ်ခါမှဆိုလို့ရှိရင်လည်းဖလန်းမှဆိုလို့ရှိရင်လည်းဖလန်းမှရှိရခလာရ268ကိုလက်ရှိမှာတက်မတော်ကနေပြီးတော့စစ်တီအင်အားတွေထပ်မံဖြည့်တင်းပြီးတော့ဖလန်းတိုက်ပွဲမှာဒီရင်စစ်တောင်းထုံးနိုင်ဖို့တဲ့စစ်အင်အားတွေဖြည့်တင်းလျက်ရှိတယ်။ဒါကြောင့်မလို့မကြခင်ရှိမိတဲ့ဖလန်းမျိုးကိုလည်းတက်မတော်ကနေပြီးတော့ပြန်လည်တိုက်ခတ်ပေးပိုင်းနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်။တဆက်တဲ့ဗမောတိုက်ပွဲမှာဆိုလို့ရှိရင်လည်းကချင်ပြည်နယ်ပေါ်မှာဆိုလို့ရှိရင်လည်း KIA တွေเนาะဗမောမှာ KIA တွေတင်နိုင်ဖြစ်ပြီးတော့ အာဒီဒီက KIA လေးရဲ့နောက်တန်းဌာနချုပ်ဖြစ်တဲ့လိုင်ဇာဆိုလို့ရှိရင်လည်းမနေ့ကဆက်နေရနေမှာမက်လာဆက်နေရနေမှာ KIA လိုင်ဇာဌာနချုပ်တမဟာငါဘူးတမဘာနေပြီးတော့အသေးခံဘုံနေနဲ့ပြစ်ခတ်ရှင်းလင်းပြီးတော့တိုက်ခတ်ခဲ့တာရှိပါတယ်ဆိုတော့ကျမတို့ကဖလန်းနဲ့တောင်ခမ်းမှာတော့အောင်ပွဲတင်းနေကြာရပြီအန်းကရခိုင်ပြီးအန်းကအောင်ပွဲတင်းကြားလဲကျမတို့ကြားချင်းသေးပါတယ်ဒီအောင်ပွဲတင်းနေအတွက်လည်းတမတော်နဲ့ဒူအဲကျမတို့ဒီလူတွေကတပားတဲ့ရက်တွေပါတယ်အန်းဖလန်းတောင်ခမ်းဒီ၃မြို့နယ်မှာကျမတို့တမတော်ရဲ့ တမိုင်းဝင်အောင်ပွဲကြီးကိုကျမတို့တမိုင်းစာမျက်နှာမှာရေးထိုးနိုင်မယ်လို့ကျမယုံကြည်ပါတယ်။ဆိုတော့ကတောင်ခမ်းကနေပြီးတော့အောင်ပွဲနဲ့ပြန်လာတဲ့ဇာနီမောင်ဘွားတွေဒီစစ်သားတွေရဲ့ကျုပ်တပ်ခံတစ်ခုကျမဖွင့်ပြပါမယ်။ ုံးခဲ့ပြီးတော့3800ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါရဲ့ဆိုတော့ထိခိုက်ဒဏ်ရာရတဲ့လူတွေသေဆုံးမှုလည်းပေါင်းလို့ရှိရင်တသောင်းမိလားရှိတယ်။ပြမတော့သူတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ PDF တွေတွေ့ကြော်ခဲ့တာကစာခတင်ညာဇကိုင်းတိုင်းတွေ့ကြော်ခဲ့တာ။အခုတော့ဗဒက်ပင်ညာဇကိုင်းတိုင်းဖြစ်သွားပြီ။လက်ရှိအချိန်ဒီမှာဇကိုင်းနယ်မကွေးကရှိတဲ့တပ်ဖွဲ့သမားတွေကိုတပ်မတော်ကနေပြီးတော့ဖြစ်စင်တဲ့အားထိရောက်စွာချေမှုလည်းရှိတယ်။ဒါကြောင့်မို့လို့ပြမတော့အလူချီကဝင်ချင်းချုပ်ဆိုတဲ့မဲဝဲခိုင်တန်းပြောခဲ့တာကတော်လန်ရေးကို2023ကိုအခုမခံဘူး2023မှာတည်းဖြစ်တိုင်းတယ်။ အဲ့ဒီလိုပဲ NUG ကနေပြီးတော့တင်စာကြောင့်ဝင်ကြည့်တင်ထုံးအောင်ပြောခဲ့တာကတော်လန်ရေးကိုနှစ်နှစ်နေပြီးတိုက်နေပြောရေးစက်ကောင်စီတင်ရိုင်းစကိုင်းတိုင်းလိုပြောကြည့်တော့လက်ရှိမှာတော့ဗဒက်တင်ငန်းစကိုင်းလိုဖြစ်နေပါတယ်။ဒါတကယ်တည်းအာနှစ်ထိုးကြီးမှာကျွန်တော်တို့တက်မလို့စကြောင်ချပြတ်တက်ခဲ့ခင်ရလို့ကျွန်တော်တို့ကိုမှုစစ်ပါဝင်စစ်တွေဖန်ကြီးခင်ရရှိတယ်ပေါ့နော်။ဟာဒီတင်းနဲ့ပတ်သက်ပြီးတော့ဒီကိုကြီးတင်းကိုဘာလို့မပြောကြတာလဲမပြောရလဲဆိုပြီးတော့အတစ်ဖက်ကဘုံကျုံညွန့်ညင်းလေးတွေကကျွန်တော်ဝန်ခက်တဲ့လူတွေဆွဲတယ်လို့အားမိကြတယ်။တစ်ဖက်တိတိချောက်ကြည့်လိုက်ပါနော်။ပထမဆုံးကမှိမ့်မရရပုတ်တယ် ်တို့ဘူတလင်မှာစစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုလုံးကိုဘလူးစစ်ကြောင်းတစ်ခုလုံးကိုတို့ချေမုန်းနိုင်ခဲ့တယ်လို့ပြောရဲလက်ချီမှာဘူတလင်မှာဂဒက်တွေဘလို့တင်ခဲ့ကုန်နဲ့ပင်နေတယ်ဆိုတာမကတိရှိပြားနောက်တစ်ခုကညောင်ညောင်နဲ့ရေစကြိုမှာစစ်ကောင်စီစစ်ကြောင်းကိုတို့ဈာပြတက်ခန့်ခံခဲ့ပါရဲ့လို့တို့ပြောရဲလက်ရှိမှာတော့ညောင်နဲ့ရေစကြိုကြီးဂဒက်တင်ကြီးစကိုင်းတိုင်းဖြစ်နေတယ်ဂဒက်တင်ကြီးမခွေးတိုင်းဖြစ်နေတယ်ဆိုတော့ညွှန်ကြီးတိုက်ပွဲကိုလည်းပဲကျွန်တော်တို့ဆက်လက်ဆောင်ရှိဖို့လိုတယ်ဒီမှာမှာကျွန်မကြီးကပြောချင်တဲ့အကြောင်းအရာတစ်ခုကအခုလက်ရှိဇိုင်းတိုင်းမှာတိုက်ပွဲတွေမှာတိစုံတဲ့သူထိခိုက်တဲ့အရာတွေတောင်းမှုပါရှိတယ်။ကျွန်မအင်းလေးကပြောခဲ့ PDM 厉害，正在他妈的。 ရှိတဲ့နေရာတိုင်းမှာလူတယောက်ရဲ့အသက်ကခွေးတစ်ကောင်လောက်တက်ဖို့ရှိလူအသက်တစ်ချောင်းမှာခွေးတစ်ကောင်လောက်တက်ဖို့ရှိရှင်ရကရန်ကုန်မှာဖြစ်ပျက်လေးတို့ဖြစ်သွားတယ်အဲ့ဒါပါလဲဆိုတော့အားဒီမှာရရှိမှာကရန်ကုန်နဲ့မန္တလေးတို့မှာမှာကအနေနဲ့တာနေပြီးတော့စစ်ပေးဆောင်လေးညောင်များစွာရှိရင်အဲ့ဆိုတော့ဒီရန်ကုန်မှာရောက်ရှိနေတဲ့စစ်ပေးဆောင်လေးကအချင်းလူမျိုးတယောက်ကပေါ့နော်သူခွေးသားစားတယ်လို့နော်ခွေးသားစားတင်တာကိုသူကလမ်းပေါ်ကြီးခွေးကိုသူကနေသူလူမသိအောင်ဒီရိုက်တစားမိရတယ်ဒါမှမဟုတ်သူအဲ့လိုမျိုးမဟုတ်ပဲနော်ခွေးပိုင်ရှင်ရှိမှာသူခွေးသားစားတင်တယ်ဝယ်ခွေးပိုင်ရှင်ကလည်းတိတိပူပူနဲ့တုံးတောင်းနေဆောင်လိုက်တယ်ခွေးပိုင်ရှင်ကိုယ်တိုင်ကခွေး ကိုတက်ပြီးတော့သူတို့ရောင်းဝယ်လို့ကြတယ်ပေါ့နော်အဲ့ဒီဖြစ်စဉ်တစ်ခုဖြစ်ခဲ့တာရှိတယ်ရောင်းဝယ်သူသူတို့ချင်းချင်းကြည့်ပြီးတော့ရောင်းဝယ်လို့ကြတယ်အဲ့ဒီမှာခွေးပိုင်ရှင်ကိုကခွေးကိုညိုက်တက်ပြီးတော့တွန်ချောင်းတာဒါကဟိုခွေးပိုင်ရှင်ကခွေးကိုညိုက်တက်တဲ့ပြီးတော့ကနေအတခြားတစ်စုံတစ်ယောက်ကနေပြီးတော့ဘီလူခိုးရိုက်တယ်ပြီးတော့လိုင်းမှာတင်လိုက်တယ်တင်လိုက်တဲ့ခါတော့အားသိဆိုင်ချစ်သူများအဖွဲ့ပေါ့အားတလိဆိုင်ချစ်သူများအဖွဲ့ကဒါခွေးကိုညှက်ပိုင်လေးချက်ပါလေဆိုပြီးတော့အဲ့ဒီခွေးတက်တဲ့လူနဲ့ခွေးဝယ်စားရတဲ့လူကိုခွေးတက်တဲ့အမှုတဲ့တရားစွဲပြီးတော့အခုပြည့်နေကြတယ်ဒါအော့အော်တိုင်းဖြစ်ပြီးတာကိစ္စဒါက ရန်ကုန်ဆိုတာကဂျမ်းဘက်သမားတွေမရှိဘူးတရားဥပဒေစိုးမိုးတဲ့နေနေဖြစ်တယ်ဂျမ်းဘက်သမားတွေလုံးဝမရှိဘူးလားဆိုတော့မဟုတ်ဘူးရှိတော့ရှိတယ်ဒါပေမဲ့အဲ့ဒီဂျမ်းဘက်သမားတွေကိုဂျိုးမကြွရဲအောင်ခဏနဲ့တောက်ထားနိုင်တဲ့အတွက်တရားဥပဒေစိုးမိုးတဲ့ဒေသဖြစ်တယ်ဒါကြောင့်မို့လို့ခွဲတကောင်ခွဲတကောင်ပိုင်းရှင်နဲ့ရောက်သူဝဲသူကြည့်ပြီးလို့ရောင်းလာတာမှာခွဲတကောင်အတွက်တရားဥပဒေမှာဘယ်လိုလေးဆိုင်လို့ရရဲ့တိကျတဲ့အခြေအနေများဖက်တာနေပြီးတော့ဒီခွဲပေါ်မှာခွဲကိုတတ်လို့ဆိုပြီးတော့အဲ့ဒီရောက်သူဝဲသူတရားရုံးမှာအမှုဖက်တာရေးစခန်းမှာတရားဆွဲတာလို့ဖြစ်လာတယ် ဒါကြောင့်ဆိုလို့ဖြစ်တာဒါဆိုရင်လက်ရှိမှာ NGDD ရဲ့လည်းမြို့တော်နဲ့ရေးဆိုပြီးတော့တို့တွေတိုက်ပွဲပေါ်ဆောင်တဲ့နေရာမှာတိလိုက်ပါခုလက်ရှိစပိုင်းတိုင်းမှာတိတဲ့လူတွေတရားရတယ်လူတပေါင်းနေပါရှိအဲ့ဒီလူတွေရဲ့လူတပေါင်းရဲ့အတက်ဟာဝေးတကောင်တော့တန်ဖို့ရှိစပိုင်းနေလားဆိုတော့မဟုတ်ဘူးမန္တလေးတင်လားမဟုတ်ဘူး sorry မကွေးတင်လားမဟုတ်ဘူး ချင်းပြည်နယ်မှာလည်းထုံးကြီး၎င်းရခိုင်ပြည်နယ်မှာထုံးကြီး၎င်းရှမ်းမြောက်မှာထုံးကြီး၎င်းကရင်ပြည်နယ်ပြည်တိုင်းအကုန်လုံးမှာထုံးကြီး၎င်းပဲအဲ့ဒီမှာသေခင်တက်ခဲရရဲ့ဘဝကြီးနော်အသက်မတည်ပေမဲ့ခြေတက်လက်ပြက်နဲ့ဒုက္ခတာဖြစ်သွားတဲ့လူတွေကတိုင်းချီတိုင်းချီပြီးတော့ရှိတယ်ဘဝအာမခံချက်မရှိနေအနာဂတ်ပျောက်သွားတဲ့ခရီးတငယ်တွေကလည်းတိုင်းနေချီပြီးတော့ရှိတယ်ဒါပေမဲ့ဒီတိုင်းနေချီတော့လူတို့ရဲ့အသက်ဟာခွေးလောက်တန်ဖိုးရှိရပေါ့လောက်ပါတယ်ကျတော့အခုလိုမျိုးကြတော့လေးစပြီးလုပ်နေသေးတယ်တရားဥပဒေမစိုးရဘူးလေမတည်ငြိမ်အေးတဲ့မတည်ငြိမ်သေးပေမဲ့အေးချမ်းတယ်ခင်ဗျားတို့ဘဝဟာအခုအန်ယူဂျီပြည်ကကိုချက်ဖတ်အားပေးနေတဲ့လူတွေရဲ့တဟခွေးလောက်တန်ဖိုးမရှိဘူးဆိုတော့ခင်ဗျားတို့မှတ်သားရမယ် ုပ်တယ်ဒါကြောင့်မလို့ခင်ဗျားတို့ကလူလူတူတူနေကြတယ်ခင်ဗျားတို့ကိုလူလူမျိုးတန်းတူထားပြီးဆက်ဆံခံဆက်ဆံခံစေကြတယ်ခင်ဗျားတို့ကခင်ဗျားတို့ကိုလူညာကွင်းစေကြတယ်ဆိုရင်အခုခွေးလောက်လောက်တန်းလို့မရှိတဲ့ဘဝမှာမနေရဘဲနဲ့လူလူတူတူနေကြတယ်ဆိုရင်ခင်ဗျားတို့ဒေတာမှာတက်ဖတ်မှုကိုခင်ဗျားတို့ကိုယ်တိုင်လည်းတက်ဖတ်မှုပြုလို့မယ်ကျန်းခါသမားတွေကိုလက်မခံနဲ့ခင်ဗျားတို့ရောက်ပြီးစုမွေးရင်းနဲ့ဒီနေ့အေးချမ်းကြီးကိုပြန်သွားပြီးတော့လူနဲ့သူနဲ့တူအောင်နေကြတယ်ဆိုရင်လက်ရှိနားဆက်ကဆွေးနွေးအကျဉ်းပါမယ်ဒီကောက်ကိုခင်ဗျားတို့ကိုယ်တိုင်ပါဝင်လို့မှာပါတယ်နောက်ထပ်ကျွန်တော်ပြောချင်တာဖြစ်ပါတယ် ရခိုင်ပြည်နယ်ပြည်အရက်ခတ်တော်အေးထိကျုံထားတဲ့ဒေသတွေမှာတက္ကသိုလ်ဝင်ဆောင်မှုပဲဖြစ်သူခဲ့မရတဲ့အကြောင်းကျောင်းသားကျောင်းသူတွေအခက်ကြုံရပါတယ်။ဒါပဲ။ရခိုင်ပြည်အနာဂတ်ကိုရခိုင်တက်တော်ဆိုတဲ့အေးအေးကပြန်ပြီးဖျက်ဆီးတာဖြစ်တယ်။ချက်ပြောမယ်။ရခိုင်ပြည်အနာဂတ်ကိုရခိုင်တက်တော်ဆိုတဲ့အေးအေးကဖျက်ဆီးလိုက်ပြီးဖြစ်တယ်။ ာမတက်ပြီးမြက်တွေအများလာတာနဲ့မြ။တပုံနာနီးတပုံတန်ကားနာနီးတန်ကားမုန်းဆိုးနာနီးမုန်းဆိုးတပုံနာနီးတပုံဖြစ်လေ။ဆိုတော့လက်ရှိရဲ့အခိုင်တပီးနေလုံးမှာနော်နာဆန်ဆာဆိုးရထိထုတ်တာတဲ့လက်ရှိမှာကြောက်ကြည့်ရှိတယ်မအောင်ရှိရဲ့စစ်တွေရှိရဲ့ဒီသုံးခုနဲ့မှာပဲလက်ရှိမှာတက်ကတော်ဝင်ဆောင်မှုပဲဖြစ်ဆုံးနဲ့ကျောင်းသားဦးလေးနှစ်ထောင်ကျော်ဘယ်ရောက်ဖြစ်ဆုံးနိုင်လဲ။အေးအေးထိထုတ်ထားရဲဆိုရဲမြို့ကြီးပုံလုံးမှာတက်ကတော်ဝင်ဆောင်မှုပဲကိုမဖြေနိုင်တဲ့အတွက်ဖြေချင်တာတော့ဖြေဖက်မရလို့ခက်ကြုံရပါလေဆိုတော့ဒီတရင်ကိုဒီဗီဗီတရင်ဌာနကိုယ်တိုင်ကခွင့်ဟဝန်ခံကြီးတာလား။ 也看见那个姑娘，你撇在那眼看你，给订单撇的。你看今年的那个蛮好，这年底的嘛嘞，收你那岗位；前年嘛嘞，收你那岗位；前年嘛嘞，收你那岗个前今年，个年底，这那个楼盘，家房他妈也是你的年龄嘛，刚毛说，的，人家跟差会，没压的，那个姑也就没家的。这个把龙啊，人家一个五十八里的钱，他俩就打，谁赢了那家一股摇出一个，谁赢了那家一腰摇出一肯定得个也人家一个吧，人家就开始嫁人。人说，差点干的嘛，顶厂说人家等家里肯定的，那么我说天给他的，他俩就干。 နိုင်ငံရေးဆိုတာကိုသူကလားမဲသလားတောင်မသိဘူး။ခွန်နေနေပြီပဲ၊၈နေပြီပဲ။ခလေးပိုင်နေလေး။မေမေလာမှကြောက်တိုက်မယ်ဆိုရင်စိုင်းပုတ်ဒီတိုင်းမြန်လန်းပေါ်ခတ်ပေါ်ခိုင်းခဲ့တာလေခင်ဗျားတို့လေ။ခမားတို့ကိုယ်တိုင်ကကိုယ်နိုင်ငံကိုယ်ပြည်နဲ့ကိုယ်လူကိုယ်လူလူချက်အနာဂတ်ကိုပြန်ပြီးဖြတ်စည်းနေကြတယ်။ နော်ဆိုတော့ကျွန်တော်ရိုးရှင်းဥပမာတစ်ခုပဲပြောမယ်အာစစ်တပ်ကအာဏာသိမ်းလိုက်လို့ခင်ဗျားတို့အခုလိုလုပ်ရတယ်လို့ပြောတယ်စစ်တပ်ကအာဏာသိမ်းလိုက်လို့ပညာရေးကိုမတင်ထားဘူးပြောတယ်စစ်တပ်ကအာဏာသိမ်းလိုက်လို့ဆရာဝန်တွေစိတ်မကူနဲ့ကျောင်းဆရာမတွေစာမတင်နဲ့စီဗီရလောက်ကြပါဆိုပြီးနိုင်ငံကိုပြစ်စီရတဲ့စီတောင်းလိုက်ဥပမာအင်းဒီကျတာနေတယ်ဟဲ့နေမှာစစ်တပ်ကအာဏာသိမ်းလာ16ချက်နော်ပရမတ်ကိုအဲခွချပေါ်ပဲပါတယ်အဲ့ဒီပါတီကိုစစ်တပ်ကအာဏာသိမ်းလို့ဖျက်လိုက်တယ်ဒါပေမဲ့သူတို့နိုင်ငံရေးသမားတွေကစစ်တပ်ကအာဏာသိမ်းလိုက်လို့ဆရာဝန်တွေစိတ်မကူပဲနဲ့စီဗီရလောက်ကြပါလို့ ောက်ဆရာမတွေစောင့်တင်မဲ့နေစီရီကလောက်ကြပါခလေးတငယ်တွေမမေလာမှအကြောင်းတက်ပါဆိုလမ်းပေါ်ဆွဲမိတယ်လက် လက်နဲ့ပိုင်ပုတ်ခံကြပါအဲ့အနေလေးအောင်လေးစောင်းမကျန်လက်နဲ့ပိုင်ပုတ်ခံကြပါလို့သူတို့အမပီးခဲ့တယ်သူတို့နိုင်ငံရေးလမ်းကြောင်းကိုဆက်သွားတယ်နောက်ပရမတ်တို့ပြေချောက်ဝယ်ပါတီဖြတ်ခံရတယ်ဘူးပေါ်ဝယ်ပါတီဆိုပြီးသူတို့ပြေချောက်ဝယ်ကြတယ်ပြီးခဲ့တဲ့ဈေးကောက်ဝယ်မှာဘူးပေါ်ဝယ်ပါတီပြီးတာအနိုင်ရရင်သူအနိုင်ရပြီမယ်ဈေးကောက်ဝယ်မှာသူတို့ဈေးကောက်ဝယ်အစီအစီကနေမတိုက်နိုင်တဲ့အတွက်အဲ့ဒီအနိုင်ရတဲ့ပါတီကိုဖြတ်သိမ်းပြီးတော့ပါတီကောင်းဆောင်တရားဆွဲဆိုပြီးထောင်ချတယ်ဒါပေမဲ့လူတို့ကိုလမ်းမပေါ်ဆွဲမတည်မဟုတ်ဘူးဆရာဝန်တွေစိတ်မကူပဲနဲ့ CDN လို့ပါလို့သူတို့ပြမပေးဘူး။ဇူးရောင်ဝင်တဲ့နေနိုင်ငံဝင်တဲ့နေ CDN လို့ပြီးနှုတ်ဖက်ကြပါလို့သူတို့ပြမပေးကြဘူး။သူတို့တွေနိုင်ငံရေးနေလမ်းကိုပဲဆက်ပြီးတော့ဖြင်းရှင်းနေ င်းလည်းနဲ့တိုင်ပုံကဲချင်းလမ်းစဉ်ကိုတို့တို့မလောက်ကြဘူး။နောက်မှုဖော်ရပါတီဖက်သိမ်းခံရတယ်။ပြည်ပပါတီဆိုပြီးတော့အခုလက်ရှိမှာဆက်လက်ပြီးတော့နိုင်ငံရေးပါတီအနေနဲ့ရပ်တည်နေကြတယ်။ဒါသည်အမှန်တကယ်တိုက်ပြည်နယ်လူမျိုးကိုစေတနာရှိတဲ့အမှန်တကယ်တိုက်ပြည်နယ်လူမျိုးကိုချက်တဲ့နိုင်ငံရေးသမားတွေနဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။ဒါဆိုရင်လက်ရှိမှာ CRP 2020ရွေးကောက်ပွဲကိုဆက်ခံတယ်ဆိုရယ် CRP ရနိုင်ငံရေးမြန်မာပြည်သူလူထုပေါ်မှာတို့တို့ထားတဲ့နိုင်ငံရေးစေတနာဆိုတာပါလေ။ကျမတို့ကိုရင်းကစဉ်းစားတော့ဖို့ပဲ။အဲ့ဒီလိုမျိုး နိုင်ငံရေးဘာမဝတယ်နဲ့နိုင်ငံရေးသမားတွေကနိုင်ငံနဲ့လူတို့ကိုအမှန်တကယ်မချစ်တဲ့အတွက်နိုင်ငံရေးကိုအတုံးချပြီးတော့စိတ်ရေးတွေပေါ်ဆောင်တဲ့အတွက်အခုလက်ရှိမှာအခုလက်ရှိကိုရဟိုင်းမာတို့ဒီလိုမျိုးခက်ခဲတွေကြုံရတယ်ခလေးတငယ်တွေစောင့်ပွဲမဖြစ်နိုင်တဲ့အတွက်ပညာသင်ထားတင်မရတဲ့အတွက်အနာဂတ်တွေဖြစ်စီရတယ်ဖြစ်တယ်ဒါကြောင့်မလို့မိမိလူမျိုးရဲ့အနာဂတ်ကိုကိုယ်ကိုယ်တိုင်းရိုက်ချိုးဖြစ်စီနေကြခြင်းတည်ဖြစ်စီနေကြတဲ့လူများတည်ခင်ဗျားတို့တော်လန်ရေးအမိခံပြီးဖြတ်တဲ့လက်ချက်ပါဖြစ်တယ်ခင်ဗျားတို့တော်လန်ရေးအမိခံပြီးဖြတ်သမားတွေပါဖြစ်တယ်ကျတို့ကခင်ဗျားတို့ရဲ့လုံရလောက်ွက်တွေခင်ဗျားတို့ရဲ့လုံဆောင်မှုတွေက မိမိအတိုင်းပြည်နဲ့နောက်၁၀နှစ်နောက်နှစ်၁၀တော့အနာဂတ်တွေဘယ်လိုမျိုးဆိုးရိုးတွေတက်ရောက်နိုင်တယ်လဲ ။တစ်ခါကကျွန်တော်တို့နောက်ဆက်ကအင်းဆောင်ဆိုးရကတိုင်းပြည်အနာတစ်ခါတွေ့နော်။နောက်10နှစ်15နှစ်အနည်း20ဆိုပြီးတော့အမျိုးသားဘက်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နော်နှစ်စီစီမံကိန်းတွေချပြီးတော့နိုင်ငံနဲ့လူထုရဲ့အမျိုးသားအကျိုးစီးပွားအတွက်ပေါ်ဆောင်နေတဲ့အချိန်မှာခနာတို့တော်လန်ရေးအမိခံရေးရဲ့လောက်ရလောက်ွက်သည်နောက်10နှစ်နောက်နှစ်20တိုင်းပြည်အနာကက်ကိုဖျက်ဆီးနေကြတယ်။နော်လက်ရှိမှာဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့နာဆာကဆွေးရသည်ဒါပဲရှားနေတဲ့ဝယ်ရင်နဲ့စီမံကိန်းလုပ်မယ်ဒီတဝယ်ရင်နဲ့စိတ်ကန်းပေါ်မှာလည်းပဲအဖြစ်တွေ့မှုတွေကိုတမ်းမှုတွေညာဆိုရှိတယ် ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မသဘောထားတစ်ခုပြောပြရရှိတယ်။ဒါကဘာလဲဆိုတော့ဒီတဝဲရင်နဲ့စိတ်ကန်းနဲ့ပတ်သက်လို့ရုရှားလိုဂျုံရေးတည်တယ်မြန်မာပြည်ကိုဝင်လာနိုင်ဝင်လာနိုင်ချေရှိတယ်ဆိုပြီးတော့ပေါ့နော်။ဒါဝေဖန်မှုတွေတုံ့တက်မှုတွေရှိတယ်။ဘာလို့လဲဆိုတော့ဒီကြောက်ဖြူရင်နဲ့စိတ်ကန်းနဲ့ပတ်သက်ပြီးတော့တရုတ်လိုဂျုံရေးကုမ္ပဏီတွေကြောက်ဖြူကိုဝင်လာတယ်လို့တဝဲနဲ့ပတ်သက်လို့ရုရှားလိုဂျုံရေးတပ်ဖွဲ့တွေမြန်မာပြည်ထဲဝင်နိုင်ချေရှိတယ်ဆိုတဲ့တုံ့တက်မှုတွေရှိတယ်။ဒီပေါ်မှာပထမအကြောက်ဖြူတော့လည်းကျွန်မပြောခဲ့တယ်။ကိုရုရှားနဲ့ပတ်သက်တဲ့တဝဲရင်နဲ့စိတ်ကန်းမှလည်းကျွန်မပြောမယ်။ဒီကျွန်မထင်တယ်ဒီဖြစ်စဉ်ပေါ်မှာအခုလိုမျိုးထုတ်ပြီးတော့ပြောတာဒီ ကျမတောက်ပဲရှိနေမယ်။ကျမကနောက်ရှင်ချင်းကိုလုံးကြည့်တယ်။အဲ့ဒီတွင်နောက်ရှင်ပေါ်ကြီးပေါ်ချင်းကဦးပြပါပုံမှန်နေစနေခါဝေးပါ။အာနိုင်ငံတော်တွင်နေသည့်နိုင်ငံခြားတက်စကန်မှာခြေချောက်ခွင့်မပြုဆိုပြီးတော့နေသည့်နိုင်ငံခြားလက်နက်ပိုင်တပ်ဖွဲ့ပေါ်မှာခြေချောက်ခွင့်မပြုဆိုတဲ့ပုံစံမျိုးပါရယ်။ဒါကြောင့်မလို့လေကျမဒီနောက်ရှင်ပေါ်ကြီးပေါ်ချင်းကဦးကိုယုံကြည်ပြီးတော့နောက်ရှင်ချင်းကိုဆက်နိုင်တဲ့လူပြောဖြစ်တဲ့တွင်ပုံမှန်နေစနေခါဝေးကိုအလေးနဲ့ထားတယ်။ဒါကြောင့်မလို့ကြောက်ပြူမှာပထမဆုံးတရုတ်တို့ကြိုးရေးတက်ဖွဲ့တွေလာမယ်ဆိုတော့ကလေဒီပေါ်မှာကျမဒီနိုင်ငံသားတယောက်နေနဲ့အထူးသဖြင့်ကျမဒီလူသားရေးတချို့လူရှာသူတယောက်နေနဲ့ဒီကိစ္စရဲ့ပေါ်မှာကျမလုံးဝသဘောမကျဘူး။ကျမတူးကြောက်တဲ့အမြင်နဲ့ကက်ွက်တယ်။ကျမရှုပ်ချတယ်။အဲ့ဒီလူရဲ့ကိုကျမရှုပ်ချတယ်။ အဲဒီအလားတူပဲလက်ရှိတဝဲရင်းနေစကန်နဲ့ပတ်သက်လို့ပဲရှာနေနေကြိုက်တဲ့ဖွဲ့တွေရောလုံချုံရေးတက်ဖွဲ့တွေရောဝင်လာတော့မှလားဆိုရဲသုံးသက်မှုတွေကိုဆိုင်မှုတွေရှိတယ်။အမေရိကန်လိုဖြစ်လာခဲ့ရင်လည်းကျမဒီမနောက်ချင်းချင်းပါအပေါ်မှာလက်ချက်နဲ့ခောက်ဖွဲ့ကိုယုံကြည်သူကြောက်ဖြစ်တဲ့အတွက်အဲ့ဒီလိုကျမတို့နိုင်ငံသားအဲကျမတို့ပြည်နှင်းမှာကျမတို့နိုင်ငံတွင်းမှာနိုင်ငံသားလက်နက်ကိုင်ဖွဲ့တွေဝင်ရောက်လာခြင်းကိုကျမနိုင်ငံသားတယောက်အနေနဲ့ကောက်ဖွဲ့ရှုံချတယ်။ကျမလုံးဝအားမပေး။ဒါပေမဲ့ဒီတဝဲရင်းနေစကန်ဆိုရဲဒီလုပ်ငန်းစဉ်ကိုကျမတို့ဒီအမျိုးသားပတ်စုံဖွဲ့တွေတိုင်းစီမံကိန်းကိုပေါ်ဆောင်မှုအတွက်2020ဒီနာဆာကအင်းဆောင်ဆိုရဆိုပြီးဖြစ်တယ်ကတစ်ချိန်လုံးဆိုဩခဲ့တာကျမ တင်းနေပြီရေးရေးကြီးအာမခံပြီးတော့ရတယ်။ကျမတယောက်ပဲတခြားဘုံပြောခဲ့တာရှိတယ်။နော်။အာတမိုင်းဆိုတာတက်တယ်ထောက်တာကြီးဖြတ်လို့မရဘူး။နောက်လက်စက်တိစားရဲအဲတော့ဆိုကျမပြဖို့တုံးတယ်ဖြဖို့မှာထိုင်ရဲလိုက်လိုက်ခွင့်ပြီးပြောခဲ့တာရှိတယ်။ပို့တင်ပြီးပြောခဲ့တာရှိတယ်။ကျမဒီကပြောခဲ့တာကကလတန်ပြည့်ဘတ်ဆောင်သုံးစီမံကိန်းနော်။နံပါတ်1က ဘက်တကကလန်နယ်မြေဘက်ကပုံစံမြန်ကိနံဘက်နှစ်ကဓဝေရင်နဲ့စီမံကိနံဘက်သုံးကပလဲသွေးစီမံကိဒီစီမံကိသုံးခုကြောင့်ကိုကျွန်မခဏခဏပြောပြခုတယ်နော်ကျတော့ဒီကလန်နယ်မြေဘက်သုံးလုံးစီမံကိဆိုလို့ရှိရင်လက်ရှိမှာစစ်ပေးစကန်ပြီးပြီးစစ်ပေးစကန်နဲ့ကျွန်မတို့ချင်းမီနဲ့ပလောက်ဝါပလောက်ဝါကလည်းအင်းနဲ့နေနေမျိုးဆိုရတာအောက်ဆက်ပဲပေါ့နော်အခုလက်ရှိဓဝေရင်နဲ့စီမံကိကိုလည်းအကောင့်ထဲပေါ်ပြီးသွားပြီနောက်ထပ်ကျွန်မတို့ပလဲသွေးစီမံကိတက်ရှိနေတယ်နော်စစ်တဲ့မှာဆိုလို့ရှိရင်ထိုင်းနယ်မြန်မာနဲ့ကြားထဲမှာကရာအတူမြောင်းနော်ကရာအတူမြောင်းဆိုတာမျိုးလည်းရှိတယ်ကျတော့ဒီပါဒီပလဲသွေးစီမံကိကိုပါအကောင့်ထဲအောင်မြင်အကောင့်ထဲပေါ်ပြီးတော့အောင်မြင်နိုင်မယ်ဆိုရင်လက်ရှိမှာစင်ကာပူနိုင်ငံနဲ့ထိုင်းဝယ်နိုင်ငံကနေပြီးတော့နှစ်ဆင်ရရှိနေတယ်သူတို့ဒီကုန်းလွယ်ရေးဝင်ငွေခွန်ရေး ရှားကိုင်းလုံး50ရာကိုင်းလုံးတဝက်နီးပါးကိုလက်ရှိထိုင်း sorry ထိုင်းဝမ်နဲ့စင်ကာပူကရနေတယ်နော်ပင်လယ်ရေကြောင်းပုံတွဲပုံတဝက်နီးပါးကိုကျမတို့မြန်မာနိုင်ငံကရတယ်ဆိုတော့လက်ရှိကျမတို့နိုင်ငံရဲ့ GDP ကနှစ်ဆဖြစ်လာတယ် အခုလက်ရှိ GDP က90ဆိုရင်ကျမတို့တရားဖြစ်လာမယ်ဒါကြောင့်မလို့ဘယ်လဲတန်စီမဲကင်းကိုလည်းကျမတို့လွတ်လို့မရှုတဲ့ဘူးနာဆာခါဆိုရတဲ့တဲ့ကဒီဘယ်လဲတန်စီမဲကင်းအကြောင်းကျမထပ်ခါထပ်ခါပြောရင်လူထုခြားထဲမှာလူထုရဲ့ရင်ဘက်ထဲကိုရောက်စေခြင်းလို့ကျမပြောတာလीဆိုတော့ကျမကပြည်သူမှပြည်သူလို့ပြောရင်ဘယ်လဲတန်စီမဲကင်းအကြောင်းပြောရဲဒဝေရင်နဲ့စီမဲကင်းအကြောင်းပြောရဲနောက်တစ်ခါကလဲတဲ့မြေပတ်စုံလို့စီမဲကင်းအကြောင်းကျမထပ်ခါထပ်ခါပြောခဲ့တာရှိတယ်ဆိုတော့ကကျမတို့အားပေးထောက်ခံတဲ့တမောက်ကနေပေါက်ဖွားလာတယ်နာဆာခါအဆောက်ဆိုရသည်ကျမတို့မျိုးသားကြိုးစီပွားအတွက်နောက်10နှစ်15နှစ်နဲ့20 25နှစ်ဆိုရဲအမျိုးသားဘက်စုံပြည်သူတို့တဲ့ရင်းနှီးစီစီမဲကင်းတွေနဲ့နိုင်ငံတော်ရဲ့အမျိုးသားကြိုးစီပွားအတွက်ပေါ်ဆောင်လည်းရှိတယ်နော်ဒါပေမဲ့တစ်ဖက်ကတစ်ဖက်က ကဒေါ်လာရေးတစ်ခွက်အမိခံဒီမိုကရေစီအတွက်အပွဲဝင်လဲဆိုရယ်သူရဲ့ကောင်းနေအမိခံဂျပန်သမားတွေရဲ့လုံရက်ကတော့သူတို့သူတို့အခြေချရာသူတို့တရှိရာနေရာမှာရှိတဲ့နော်စကိုင်းမှာမကွေးမှာသူတို့အများဆုံးနေကြတယ်နော်လက်ရှိမှာဆိုရှင်ရှမ်းပြည်နယ်နော်ရခိုင်ပြည်နယ်ချင်းပြည်နယ်ကယားပြည်နယ်ကင်းပြည်နယ်စသည်ဖြင့်ဂျပန်သမားတွေကသူတို့အခြေပြုရာနေရာမှာတော့အဲ့ဒီဒေတာမှာရှိရယ်လူထုတွေနဲ့အဲ့ဒီဒေတာကလက်ရှိမှာ district ဖြစ်သွားပြီ face state ဖြစ်သွားပြီဒါကြောင့်မို့လို့ဒီဒေတာမှာရှိတဲ့လူထုတွေရဲ့နောက်ဆက်နှစ်နောက်နှစ်လက်ဆက်အနာဂတ်တွေကိုဖျက်ဆီးပြလိုက်ပြီဖြစ်တယ်ဒီအတိုင်းဒီမှာလူထုတွေအနာဂတ်တွေပျောက်ပြီးဘဝတွေပျောက်သွားအောင်လုပ်နေတဲ့တရားခဏ်တီး တော်လန်ရည်မြခင်လက်နက်ကိုင်းတောင်းချမ်းသူတွေလက်ချက်သားဖြစ်တယ်ဆိုတော့ကအနာတို့ဒီကိုဘွားကိုနာတက်ကိုတွေ့ကြပါကိုဘွားကိုနာတက်ကိုတွေ့တယ်ဆိုရင်နော်တင်းတီသွားတော့တင်းဖားတော့မြေဆိုပြီးကိုမြေကိုရင်နဲ့ကိုသားသမီးနောင်လာနောက်တာမျိုးဆက်အနာကက်ကိုတက်တယ်ဆိုရင်ခမားတို့ကကျိန်းသေးပါနိုင်ငံရေးနည်းလမ်းကိုပြန်သွားရမယ်ဒါကြောင့်မလို့လက်ရှိနားဆက်ကဆိုရကျင်းမမယ်ရွေးကောက်ပွဲကိုခမားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေခမားတို့ပါဝင်ရမယ်တကယ်လို့များငါတို့ကရွေးကောက်ပွဲကိုလုံးဝမဲမပေးဘူးနော် မဲငါတို့ကိုဖိအားပေးလို့မဲရုံငါတို့သွားရတယ်ဆိုရင်လည်းငါတို့ကတဲနေပဲပေးမယ်ဆိုရဲအဖြတ်မောက်လုပ်ငန်းတွေလုပ်မယ်လို့အခုတည်းကစဉ်းစားထားလို့ရှိရင်ဒါဒီကိုနိုင်ငံကိုဒေတာကိုလူမျိုးကိုမျိုးစိုက်ရဲ့အနာဂတ်ကိုကိုကိုယ်တိုင်ဖြတ်စီခြင်းဖြစ်တယ်ဆိုတာခင်ဗျားတို့ကောင်းနေမှာထည့်ထားကြည့်ကြတယ်